တာရိုင်းတိုင်းဘူးပြောတာမရှိဘူးလားလားကြည့်တယ်တစ်ခွက်လုံးရှိတယ်မင်းဂျီဆုစက်ကတို့လုံးတယ်ဟဲ့စက်သားစက်တွေဘာလုံးနေလဲပြောရဲစက်တွေဘာလုံးနေလဲပဲမဆက်ခွဆက်ဆက်တယ်အခုဘယ်နဲ့လဲငါဖြည့်နေတာကြာပြီဟဲ့စီတူဟောပါဘူးတိုက်စာရင်ထွက်တယ်ကောတွေးကြသေးတယ်ဟောပါဘယ်ဆိုင်နဲ့ကောမကဲရဲဟဲ့မနောဘယ်ကောမကဲရဲနော်ဒီလိုခွက်ချပြန်မနိုင်လားစောက်ရှုဖို့အင်စာဖစ်ကောနော်အင်စာဖစ်ကောအဲ့တော့ကကြည့်ကြည့်နေလားစောက်ပါလာလာဝါတယ်အေးတို့တွေကျွန်တော်တို့ကအကုန်လုံးပြောတာစားတယ်ကွာစားတော့ရောက်ကိုခွဲကြပြန်မင်း စခါမဲ့လာပြီစဖြည်းဖြည်းပြောင်းချောင်းနေဘယ်လိုဖလိုက်စားချင်ဘုံဘုံစကားပြောတာအရန်ဟိုလုံနေပြီတော့တော်တော်မမမမဖြစ်ဘူးတော်တော်လေးဖြစ်လာစတာခုပဲစဘုံဘုံလို့ရကိုင်ဘုံဘုံလို့ရကိုင်စမစ်ဆက်နေရင်စငါပြောပြီအေးတို့တွေ့ကြသေးတယ်ဗောမင်းမင်းပါကောင်းတော့ခါကောင်းတွေ့ကြသေးတယ်ဟုတ်လားဂိမ်းမှာလာပြီးစောက်ပါလာပါပြီးငါပြလာပြီးတော့မင်းပါလေဘုံဘုံဆိုပါလေလာလို့ဘုံဘုံကတော့ကျွန်တော်မပြောဘူးတွေ့တယ်တွေ့တယ်ခုတည်းကဘုံဘုံစတယ်ဘုံဘုံမလာနေသေးဘူးခုဦးစင်းပြောမှာကတော့မထီလား မရှိလာမှာဖြစ်တဲ့ပတ္တဆာကောင်းဆောင်ချိန်ကဟုတ်ခွဲတက်ကြကြီးဇော်ယူထွင်းပေါ့ဗျာနော်ဇော်ယူထွင်းငင်းမိထီလာမျိုးမှာသူဒီလိုမတင်ခင်ပေါ့နော်ရင်အပတ်မှာလဲမလိုင်ကဘုံမှုတယောက်နဲ့သူမိထီလာခိတ်မှာဘုံမှုကနေမှာနည်းနည်းလဲဘုံမှုကမူလာကုန်ကြတယ်ပေါ့နော်ကားစီလာတယ်ကားမှန်ချခိုင်းတယ်ဘုံမှန်တော့ဘယ်တိမှလဲဗျာရောက်ဝင်နေဆိုတော့အဲ့တော့အမြန်လမ်းမှာဒီလိုဆုံကုန်ပြီးရဲကားတွေလဲ အပြစ်ခံရတာပေါ့ဗျာမိန်းကလေးကညလမ်းမှာပီဇာတက်တက်လာတယ်အဲ့တော့ညီသူများလည်းသူကနေနေတော့ဒီဟာကမှန်လေးချပင်းဖို့အတွက်မေတ္တာရက်ခံတယ်မေတ္တာရက်ခံတာမှာဘုံမလဲအဲ့မှာကလှက်လှက်ပြီးမှချင်းချင်းဖြစ်ကြဖြစ်ကြပေါ့နော်သူကချင်းချင်းဒီ905နိုင်ငံတော်ကြီးညိုပြက်စီတာလားဒါမှမဟုတ်အမြင်ကတ်မုံနဲ့ဟူသောသောမလိုက်ရဘုံမှုကိစ္စနဲ့ပဲဆက်ဆံမှုမှန်အချင်းချင်းဒီကောင်းတို့တို့အမြင်ကတ်တယ်ကွာတကယ်ချင်းတို့တို့ပတ်စင်ချင်းချင်းကွာလှုပ်လိုက်ကွာဆိုမှတွေ့လို့တလားဆိုတော့ဦးဇင်းတို့အနေနဲ့ဝေခွဲမရဖြစ်နေရပေါ့နော် ဘုံမှုကိုကားမှန်ချခိုင်းသည့်ပြူကောင်းဆောင်သောယူထွန်းစစ်အုပ်စုအပေါ်ဝေဖန်မှုဖြင့်ဖမ်းဆီးခံရခြင်းပေါက်ကိုတော်စိတ်မကောင်းဖြစ်နေမန္တလေးတိုင်းမိတ္တိလာတွင်စစ်မှုထမ်းကြီးကောက်ခံမှုအပေါ်လူမှုကွန်ရက်မှတဆင့်ဝေဖန်မှုစစ်အရာရှိလိုက်ပါသည့်ကားကိုမှန်ချခိုင်းမှုတို့ဖြင့်မိတ္တိလာပြူစောတိကောင်းဆောင်သောယူထွန်းကို စစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးထားကြောင်းမိတ်တီလာဒေတာပြည်သူတချို့ကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည့်စစ်တပ်ထောက်ခံသူလည်းဖြစ်အစွန်ရောက်မပတ်တာဖွဲ့ဝင်လည်းဖြစ်စစ်မှုထမ်းဟောင်းလည်းဖြစ်သူဆိုယူထွန်းသည့်2021ခုနှစ်စစ်အာဏာသိမ်းပြီးချိန်ကတည်းကစစ်ကောင်စီတပ်၏တည်င်းပေးအဖြစ်အလုပ်လုပ်ကင်ခဲ့ကြောင်း ရင်းနောက်စစ်တင်နှံများတက်ခဲ့က2022ခုနှစ်မှစ၍မိတ္တိလာမျိုး၏ပြူစောတိကောင်းဆောင်ဖြစ်လာခဲ့ကြောင်းထို့နောက်မိတ္တိလာမျိုးလုံးကြုံရေးများတွင်စစ်တပ်နှင့်အတူပါဝင်လာခဲ့ပြီးမိတ္တိလာမျိုးအဝင်တိုးဂိတ်တွင်ရင်းကိုစစ်တပ်ကလုံးကြုံရေးကောင်းဆောင်တာဝန်ပေးခဲ့ကြောင်းသိရှိရသည် ်ထို့သို့တာဝန်ပေးထားစဉ်ဖြတ်တန်းသွားလာသောကားမှန်သည်မှန်ချခိုင်းရာမလိုင်းမြို့နယ်မှာဗိုလ်မှူးဝေဖြိုးမောင်းနေလာသော Nissan Leafin ကားကိုမှန်ချခိုင်းရာမှာဗိုလ်မှူးဝေဖြိုးနှင့်မိတီလာမြို့ပြူစောတီကောင်းဆောင်ဆိုယူထွန်းလို့အကြအချင်းများရန်ဖြစ်ခဲ့ကြောင်းတနက်ဖြစ်ပစ်ခတ်မီလက်ပစ်ဘုံခွဲပစ်မီဟုဗိုလ်မှူးဝေဖြိုးကချင်းချောက်ခဲ့ကြောင်းသိရှိရသည်အလောမြို့များအလောမင်္ဂလာညချမ်းပါဗျအခုဦးစင်းပြောမှာကတော့မိတီလာ မရှိလာမှာဖြစ်တဲ့ပတ္တဆာကောင်းဆောင်ချိန်ကပုတ်ခွဲတက်ကြကြီးဇော်ယူထွင်းပေါ်ဗျာနော်ဇော်ယူထွင်းငိမ့်ရဲ့စမှုထံစမှုထံအစာထိုးဖို့အတွက်ငွေခိုင်းတာတရားဝင်ရဲ့လားဆိုတဲ့ခေါင်းစည်းနဲ့တင်လိုက်တဲ့အတွက်ကြောင့်မရှိလာမှာ905နဲ့ပတ္တဆာကောင်းဆောင်တကယ်လဲတော်တဲ့လူတယောက်ပါတကယ်လဲတမတော်ပေါ်ချစ်မြတ်နိုးတဲ့လူတယောက်ပါတကယ်လဲလေးစားစရာကောင်းတဲ့လူတယောက်ပါပဲနော်ဒါဥစဉ်တို့ လင်းလိုက်တယ်ပေါ့နော်စတုံးရည်နေ9လပိုင်း2025မှာစစ်မှုထမ်းအစားထိုးဖို့ကောက်ခိုင်းတာတရားဝင်ရလားဆိုတဲ့ခေါင်းစီလေးနဲ့သူတင်လိုက်တယ်ဗျာနော်ဘာဘာတင်လိုက်တာလဲဆိုလို့ရှိရင်မိထီလာမျိုးနယ်ကရွာတွေမှာတဲ့ပြည်သူစစ်မှုထမ်းလူစားထိုးဖို့ငွေတွေကောက်နေတယ်လို့သိရပါတယ်တဲ့ယောက်ျားလေးရှိတဲ့အိမ်ဆိုရင်တဲ့9000တဲ့နိုင်ငံခြားရောက်နေတဲ့အိမ်ဆိုရင်7000ယောက်ျားလေးမရှိတဲ့အိမ်ဆိုရင်3000ကောက်တယ်ဟုသိရပါတယ်သိရပါတယ်လို့ပဲရေးရနော် ပတ်စံပေးထားရင်ရွာထဲမှာလွတ်လပ်နေလို့ရမယ်ရွာအပြင်အခြားနေရာမှာအစွဲခံရရင်တော့အမအမမခံဘူးလို့ကြောကြောင်တိရပါတယ်တဲ့ရွာဒီမှာပတ်စံတွေကောက်ခိုင်းပြီးတဲ့အဲ့ဒီပတ်စံတွေအခြားနေရာတွေမှာလူသားထိုးထည့်တယ်တဲ့တရားဝင်ရလားဘလူတွေလုံနေတာလဲတဲ့လူစားထိုးတယ်ဟုဆိုရမှာလဲညနေအလုတ်တော့အလုတ်ပြန်လမ်းပေါ်မှာတွေ့တဲ့လူငယ်တွေကိုဖမ်းဆီးပြီးထည့်နေတာပြည်သူတွေမှာစိတ်မလုံခြုံကြတော့ပါဘူးတဲ့ အေးချားတဲ့ထီလာမျိုးမှာညဘက်စစ်မှုထအစွဲခံရမှာစိုးရင်တော့လူငယ်တွေညဘက်အပြစ်မထွက်ရတဲ့ကြတော့မထွက်မထွက်ရကြတော့မျိုးကားတဲ့တိတ်ဆိတ်၆ကတ်လူနေပါတယ်တဲ့လတော်လောကားတဲ့ထွင်းညိုလူထွင်းညိုလူတိုးကိမ့်မှာတဲ့ပြည်သူစစ်မှုထအပြေးလူငယ်တယောက်ဖမ်းမိတဲ့ဖမ်းမိတဲ့လူငယ်ကိုစစ်ဆေးတော့မိထီလာတက်ထဲမှာပေါ့နော်တတ်နိုင်မဲ့တော့မထဲတော့ဘူးမိထီလာတက်ထဲမှာစစ်မှုထမပေါအောင်လှုပ်ပေးမယ်တိတ်90ပေးဟုပြောယူပြေးခဲ့ကြအောင် ၎င်းတပ်ထဲမှာကားနဲ့ခေါ်ထုတ်ပေးခဲ့ကြောင်းစစ်စင်းမင်းမြန်ကြရတိရပါတယ်တဲ့ဝင်ယူပြီးတရားမဝင်တရားဝင်မလုပ်ပေးပဲခိုးထုတ်တော့အဖမ်းခံရတဲ့လူငယ်အနေနဲ့ငွေလဲပေးရသေးအေးအယူလဲခံရသေးဖြစ်ပြီးပါဝင်ပတ်တဲ့သူများကိုတာဝန်ရှိလူကြီးမင်းများမှဖော်ထုတ်အေးအယူဖို့လိုနေပါပြီတဲ့တာဝန်ရှိလူကြီးမင်းများမှပေါ့နော်ဘ누구တွေပဲအဆင့်ထိပါဝင်ပတ်တဲ့ပြီးလှူစားနေလဲဆိုတော့ဖော်ထုတ်ဖို့လိုမှထင်ပါတယ်တဲ့အခုရွာတွေကငွေကောက်တာ ခမန်းပြင်းမြ၄တောင်ပဲထားပါဦးနဲ့တရွာမှာအင်ဂျီတရာအနည်းဆုံးနဲ့တွေ့ဦးနဲ့မိထီလာမှာတိုက်နယ်၄ခုကျေးရွာပေါင်း58 58အုပ်စုကျေးရွာပေါင်း396ရွာရှိတယ်တရွာတွင်အင်ဂျီပြင်းမြတရာပဲတွေ့မယ်ဆိုရင်၄တောင်တော့၄ပေါင်း340ရတယ်ပေါ့နော်အဲ့တော့ရွာပေါင်းဘယ်နှရွာကောက်ခိုင်းတယ်လဲတော့မတိရသေးပါဘူးတဲ့အသက်16နှစ်35အတွင်းမလွဲမတွေ့စစ်မှုထမ်းရမှာပဲ အခုလိုတွေငွေပေးလိုက်လုံးလုံးဝစစ်မှုမထမ်းရဘူးလို့ဘသူမှအာမမခံပါဘူးတဲ့အခုလိုရွာတွေကိုဘသူကပတ်စံကောက်ခိုင်းတာလဲအဲ့ဒီငွေတွေဘယ်ရောက်သွားလဲစစ်မှုထမ်းဥပဒေအကြောင်းပြလှုပ်ရှားနေကြခြင်းမှမိထီလာသူမိထီလာတာမြန်မာကင်းဝေးကြပါသေးတယ်ဇော်ယူထွင်းနဲ့ပေါ့နော်ဇော်ယူထွင်းပေါ့နော်ဒီတခါကြီးကအဲ့ဒါလေးနဲ့တင်လိုက်တယ်ပေါ့နော်အဲ့ဒါတင်လိုက်တော့ဒီမိထီလာကနေမှအဖွဲမိထီလာမဆာဝါလာဖွဲ့ဝင်လာပေါ့ရောမဆာဝါကောင်းစီလာပါမလို့အဲ့ကိုဇော်ယူထွင်းကို နိုင်ငံတော်အကြီးညိုပြက်စီမှုနဲ့905နဲ့ဆွဲလိုက်တယ်လို့ဦးစင်းတို့ဒါ73ရက်နေရတင်တာပေါ့ဗျာလွန်ခဲ့တော့3လေးလေးတပတ်လောက်လေးငါးရက်လောက်ကဆွဲလိုက်တယ်လို့ဦးစင်းတို့ကြားသိရတယ်ဗျနော်တကယ်လဲဒီလူကတော့လေအဲ့ဒီမိထီလာမျိုးမှာသူဒီလိုမတင်ခင်ပေါ့နော်ရင်အဘက်မှာလဲမလိုင်ကဘုံမှုတယောက်နဲ့သူမိထီလာခိတ်မှာဘုံမှုကနေမှာနည်းနည်းလဲဘုံမှုကမူးလာအောင်ကြာတယ်ပေါ့နော်ကားစီးလာတယ်ကားမန်ချခိုင်းတယ် ုံမှန်တော့ဗက်တီမာလေးပြရောက်ဝင်တယ်ဆိုတော့အဲ့တော့ကအမြန်လမ်းမှာဒီလိုထုံကုန်ပြီးရဲကားတွေလည်းအပြစ်ခံရတာပေါ့ဗျာရဲကားအမြန်လမ်းမှာပီကြောက်တက်တက်လာတယ်အဲ့တော့ညီသူများနဲ့သူကအနေနဲ့တော့ဒီဟာကမှန်လေးချပေးဖို့အတွက်မေတ္တာရက်ခံတယ်မေတ္တာရက်ခံတာမှာဘုံမှန်လည်းအဲ့မှာကလှက်လှက်ပြီးမှချင်းချင်းဖြစ်ကြဖြစ်ကြပေါ့နော်ဖြစ်ကြအဲ့မှာချင်းနေဖြစ်တော့သူအဲ့မှာဖြစ်ကြတယ်ပေါ့ဗျာဖြစ်ကြအချိန်မှာသူအဲ့ကိုတော်ထွန်းနေဦးစင်းစီဖောက်ဆက်တယ်အဲ့မှာဦးစင်းလည်းချက်ချင်းလည်းငယ်မိထီလာဘုံမှုစီဖောက်ဆက်တယ်ဒကာကြီးဒကာကြီးမှားတယ်ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးအဲ့တော့တောင်းပန်လိုက်ပါဒကာကြီးဆိုအဲ့သူလည်း အဲ့ဒီဘုံမူလဲယောက်ျားကောင်းပီတာတယ်လို့ပဲပြောရမှာပဲဦးစင်ကအေးစေးစေးပြောသွားသူကိုယ်တိုင်လဲသွားပြီးမှတောင်းပန်တယ်ဒါရုံးထီသူတောင်းတောင်းပန်တယ်ပေါ့နော်ဘုသောထွန်းရတော့ဒါခွန်းလွတ်တယ်ခွန်းမလွတ်ဘူးဆိုတော့အစားတော့ဦးစင်ကတော့ချင်းချင်းပြေးလဲစေချင်တာဟုတ်ပြညီညွတ်စေချင်တာပေါ့နော်ဒီတောင်းပန်တာကတော့ဦးစင်တို့တိတယ်ဒါနဲ့အဒီဘီဒူဖိုင်နဲ့ပြင်ပြီးလိုင်းမော်တော့တစ်ခုတက်လာတယ်လို့ဒါမိရင်ရှင်မာတော့ကျွမ်းလာမိရင်ရှင်ကောက်ကနေစောစောတွေ့လိုက်ရတယ်ဒါကတယောက်ကပို့တဲ့အတွက်ကြောင့် ဘလို့တွေးလိုက်တော့တစ်ဖက်အားရသွားတာပေါ့ဗျာနော်တစ်ဖက်အားရသွားတာပေါ့ဘူးတင်နေတော့ဥစ္စာလုံးလည်းမပြောတတ်ဘူးတစ်ဖက်တရားဒါတွေကိုလိုလိုလိုပေါ့နော်ဘုံမှုတွေကဒလိုမျိုးလားဘုံမှုတွေကဒလိုဒီလိုပြည်သူစစ်တဲ့ဘလို့အနိုင်ကျင့်တာလားဆိုတဲ့စကလုံးတွေတော့ဖြစ်သွားတာပေါ့နော်ဒါစိတ်တော့မကောင်းပါဘူးတင်လိုက်တဲ့အတွက်ကြောင့်နော်အဲ့တော့ပြောကျင်တာကကိုဒီကိုစောယူထွန်းဒီနိုင်ငံတော်မှာတာဝန်ထမ်းဆောင်နေတဲ့နောက်အချိန်ကတကယ်စစ်သားကောင်းတယောက်ပါပဲခုလဲမိချီလာမျိုးမှာအာကိုအားထားရတဲ့ ကျေးဇူးစစ်ကောင်းဆောင်တယောက်လို့ဦးစင်းတို့ကတော့တုံးတက်ချင်ပါတယ်ဗျာနော်။ဒါကြောင့်နိုင်ငံတော်ကြီးကဲများအနေနဲ့တူတင်တဲ့ဟာနိုင်ငံတော်ကြီးကဲများလူကြီးမင်းများအနေနဲ့ထိရောက်စွာရေးယူပေးပါလို့တင်ရင်းဖြစ်ပါတယ်။အဲဒါဒီလိုကိုချင်းချင်းဒီ905နိုင်ငံတော်ကြီးညိုပြက်စီတာလား။ ဒါမှမဟုတ်အမြင်ကတ်မုံနဲ့ဟူသောသောမလိုက်ရဘုံမှုကိစ္စနဲ့ပဲဆက်ဆံမှုမှန်အချင်းချင်းဒီကောင်တို့လိုလိုအမြင်ကတ်တယ်ကွာတကယ်ချင်းတို့လိုလိုပတ်စင်ရှင်းချင်းကွာလှုပ်လိုက်ကွာဆိုမှတွေ့လို့တလားဆိုတော့ဦးစင်းတို့အနေနဲ့ဝေခွဲမရဖြစ်နေရပေါ့နော်ဒါနဲ့ပတ်သက်ပြီးမှတောင်တာလေးဆရာတော်ကိုယ်တိုင်ကလည်းဒါရေးပြီးမှတင်ထားတာလေတွေ့ရတယ်ဦးစင်းကိုယ်တိုင်လည်းတောင်တာလေးဆရာတော်ရေးတဲ့စာလေးကို Telegram မှာတင်ထားတာတော့ရှိပါလိမ့်ဗျာနော်ကိုစောယူထွန်းရဲ့ခံယူချက်ကိုလည်းမနေ့ပြင်မှာဦးစင်းဆက်ပြီးမှတင်ပါဦးမယ်ဗျာအားလုံးတာပါပဲဗျာ